မင်္ဂလာပါရှင်2025ခုနှစ်မေလ9ရက်နေ့ရက်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့မူမူပါရှင်။နျူကလ িয়ার နည်းပညာမှာအမျိုးသမီးတွေပါဝင်မှုစစ်ကောင်ဆောင်ဇနီးကျူကျူလာကဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ TK စကံအပါဝင်စစ်ကောင်စီစကံ၃လုံးကို KNN နဲ့ပူးပေါင်းတပ်ဖွဲ့တွေကတင်ပိုက်လိုက်ပါတယ်။ပြည်သူကိုစက်ကြေကောက်ငွေညစ်နေတဲ့ မြောင်မြို့မှာရဲစခန်းကစစ်ကောင်စီတပ်ဖွဲ့ဝင်6ဦးကိုပစ်ခတ်မှုမှာစစ်ဗိုလ်အပါအဝင်စစ်သား၄ဦးတေဆုံးပြီးတပ်နက်3လက်သိမ်းဆီးရရှိခဲ့ပါရယ်ရှင်။အာရခဒေတာစစ်ဌာနချုပ်သိမ်းတိုက်ပွဲမြို့သိမ်းတိုက်ပွဲတွေမှာအာရခတပ်တော် AA နဲ့အတူတိုက်ပွဲဝင်ရင်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှသူရဲကောင်းရဲဘော်၁၄ဦးမြင့်မြတ်စွာကြာဆုံးပြီး58ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီကအပြစ်ရတလာကျင်ညာပြီးနောက်ချုံမြို့ကိုအစိမ့်ငွေဘုံများတုံ၍ လေကြောင်းနဲ့ဒရုန်းတိုက်ခိုက်ခြင်းလက်နက်ကြီးပစ်ခတ်ခြင်းတွေနဲ့ထိုးစစ်ဆင်တာကြောင့်ကလေးများအပါဝင်ပြည်သူလေးဦးတေဆုံးခဲ့ရပါတယ်ရှင်။ဒီသတင်းနဲ့အတူဒီကနေ့ညနေခင်းရဲ့ထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပြမဆောင်သတင်းတပုတ်အနေနဲ့ရုရှားနိုင်ငံမော်စကိုမြို့မှာပြုလုပ်တဲ့ရင်းပြင်းကြီးခြိတက်ပွဲကိုတက်ရောက်ဖို့စစ်ကောင်ဆောင်နဲ့အတူရောက်နေတဲ့ဇနီးဒေါ်ဂျူဂျူလာဟာရုရှားအမျိုးသမီး Foreign ဥက္ကဋ္ဌဂါလီနာကာရယ်လိုဗာနဲ့တွေ့ဆုံခဲ့ပါတယ်။ အဲ့လိုတွေးဆောင်ချိန်မှာနိုင်ငံခံကြားအမျိုးသမီးရေးရာပူပေါင်းရေးတွေဆွေးနွေးခဲ့တယ်လို့နျူကလ িয়ার နည်းပညာမှာအမျိုးသမီးတွေပူပေါင်းပါရေးဆွေးနွေးခဲ့တယ်လို့ရုရှားဖက်ဒရယ်ကောင်စီကသတင်းထုတ်ပြန်ထားပါတယ်ဆွေးနွေးမှုတွေထဲမှာနျူကလ িয়ার နည်းပညာပညာရေးစီးပွားရေးနဲ့ရင်ကျိမှုခန္ဓာတွေမှာပူပေါင်းနိုင်ရေးအလားအလာတွေကိုဆွေးနွေးခဲ့တယ်လို့မေလ၈ရက်နေ့ကထုတ်ပြန်ထားပါတယ်ဒါပြင်မြန်မာအမျိုးသမီးတွေကို BRICF နဲ့ foreign program တွေမှာပါဝင်ခွင့်ပေးမယ်လို့လဲရုရှားအမျိုးသမီး foreign ဘက်ကပြောကြားတယ်လို့ဆိုပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ KNU ကရဲ့အမျိုးသားအစည်းအရုံးတမဟာ၃တမဟာ၄တမဟာခုံမှာရှိတဲ့စစ်ကောင်စီစခန်း၃ခုစလုံးကိုယနေ့မေလ၉ရက်နေ့မှာကရဲ့အမျိုးသားလူမျိုးရေးတမတော် KNN ပူပါတပ်ဖွဲ့တွေကတိုက်ပိုက်ရရှိခြင်းဖြစ်တယ်လို့သက်ဆိုင်ရာတမဟာအသီးသီးကအတည်ပြုထားပါတယ်။စစ်ကောင်စီစခန်းများတမဟာ၃ခလယ်လွီထူမြောင်လေးပင်ခရိုင် စောတီရွှေကျင်းမြို့နယ်အတွင်းမှာရှိတဲ့စစ်ကောင်စီရဲ့ချင်းမြန်တက်ရင်ခမရ998အခြေဆိုင်စခန်းဖြစ်ပါတယ်။ဒါပြင်တမဟာလေးဘိတ်တဝဲခရိုင်တီခီနယ်စပ်မှာရှိတဲ့စစ်ကောင်စီရဲ့ချင်းလင်တက်ရင်ခလာရ25နဲ့ခလာရ26ခုလို့မှာတက်ဆွဲထားတဲ့တီခီစခန်းကိုတိမ့်ပိုက်လိုက်ပြီးဖြစ်တယ်လို့ခရိုင်တည်င်းအရင်မြစ်ကပြောပါတယ်။အလားတူပဲတမဟာခွန်ဖအံခရိုင်မှာရှိတဲ့တခေါ်ဘီခီ စခန်းလို့ကို KNN နေပူပေါင်းတပ်ဖွဲ့တွေကယနေ့နှစ်နှစ်ပိုင်းမှာအလုံးစုံသိမ်းပတ်ရရှိနိုင်ခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီစခန်းသုံးခုလုံးကိုရရှိပြီးဖြစ်တော့လေ KNN နေပူပေါင်းတပ်ဖွဲ့တွေကသိစီရမိတဲ့နှစ်နှစ်ခရင်ဆင်းရဲနဲ့ထိခိုက်ဒေဆုံးမှုအသေးစိတ်ကိုဆက်လက်ကောက်ယူနေစေဖြစ်တယ်လို့တပ်ဆိုင်ရာတပ်မဟာတွေကတာဝန်ရှိသူတွေကပြောပါတယ်။ငါးကိုရှစ်စခန်းကိုကျွန်တော်တို့တက်သိမ်းလိုက်နိုင်ပြီ။မနေ့ကညဘက်ထိသူတို့လေရင်နဲ့ဘုံလာကျဲချတာ53လုံးလောက်ရှိတယ်။ အခုမနက်တော့ကျွန်တော်တို့စကန်တက်ရှင်နေပြီထိခိုက်မိတာနဲ့လက်နက်ပစ္စည်းစရင်အတိအကျမရသေးဘူးနော်လို့ခလဲလူးထရူညောင်လေးပင်ခရိုင်တွဲဖက်အတွင်းရေးမှုက KIAC ကိုအတိပြုပြောဆိုထားပါတယ်တဆက်ထဲမှာပဲ KNN နေပူပေါင်းတက်ရဲ့ဒုစစ်စင်တိုက်ခိုက်ခြင်းခံနေရတဲ့ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ထိခိစကောက်ကိုတင်ပိုက်ခဲ့ပြီးဖြစ်တယ်လို့ခိုင်လုံတဲ့ KNN နေသတင်းရင်းမြစ်ကအတိပြုပြောဆိုထားပါတယ်ဒီနေ့မနက်9:00ဝန်းကျင်လောက်မှာကျွန်တော်တို့ထိခိစကောက်ကိုရပါတယ် အခြားအသေးစိတ်တော့ပြောလို့မရသေးဘူးလို့ KNN နဲ့တက်မဟာလေတည်ရင်မြစ်ကပြောပါတယ်ရှင်။အဲ့ဒီစကံကို KNN တွေကသုံးဖက်ကြားပိတ်ဆို့တိုက်ခိုက်ထားခြင်းဖြစ်ပြီးထိုးစစ်အသွင်အချိန်ညစ်တိုက်ခိုက်မှုကြောင့်စကံတွေအခြေဆိုင်တဲ့စစ်ကောင်စီတပ်သားတရာကျော်ထောက်ဝတ်နေပါက ထိုင်းနိုင်ငံဘက်ကိုထွက်ပြေးတန်းရှောင်မှုတွေလှုပ်ဆောင်ခဲ့ပါတယ်။ဒီကရက်မတ်လ9ရက်နေ့ကစတင်တိုက်ခိုက်ခဲ့တဲ့တမဟာခွန်ဖအံခရိုင်ပိုင်ကျုံ မြို့နယ်မှာရှိတဲ့စစ်ကောင်စီခြေလင်တက်ရင်ခလာရ24တက်ခွဲတစ်အခြေစိုက်ထားတဲ့တခေါ်ဘီခီစခန်းကိုယနေ့နှစ်နှစ်ပိုင်းမှာ KNN နဲ့ပူးပေါင်းတပ်ဖွဲ့တွေကအပိတ်သိမ့်ပတ်ရှင်လင်းနိုင်ခဲ့ပြီလို့စစ်ရေးတည်င်းမြစ်ထံကသိရပါဗါးအဲဒီစခန်းကို KNN တွေကတိုက်ခိုက်နေစဉ်မှာစစ်ကောင်စီဘက်ကလေကြောင်းတိုက်ခိုက်မှုများပြုလုပ်၍ဒေသခံများထိုင်းနိုင်ငံဘက်ခြမ်းနဲ့နှိစက်ရာကိုဘေးလွတ်ရာနေရာတွေကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဆိုပါတယ် ယခုနှစ်အတွင်း KNU ထိန်ချုပ်နယ်မြေတွေမှာစစ်ကောင်စီတပ်စခန်းများ KNL ပူးပေါင်းတပ်ရဲ့တိုက်ခိုက်ခံရပြီးမကြာသေးတဲ့ဧပြီလ16ရက်နေ့ကလည်းတမဟာ၄မှာရှိတဲ့စစ်ကောင်စီရဲ့ထီတာဗျူဟာစခန်းနဲ့တမဟာခွန်နဘူးမြို့နယ်မှာရှိတဲ့၄ခေါ်မော်ဂလာစခန်းတို့ကိုပူးပေါင်းကတရက်ထဲမှာတင်ပတ်ရရှိခဲ့တာလည်းဖြစ်ပါရဲ့ရှင်။ ဆက်လက်ပြီးစကိုင်းတိုင်းမြောင်မြို့နယ်မှာပြည်သူတွေကိုစက်ကြီးကောက်ငွေညစ်နေတဲ့မြောင်မြို့မှာရဲစခန်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်6ဦးကိုပြစ်ခတ်မှုမှာစစ်ဘုအပါဝင်စစ်သား၄ဦးတေဆုံးပြီးတနတ်၃လက်သိန်းစီရရှိခဲ့ကြောင်း CDSOM စစ်ကြောင်းမှရဲဘော်စမာကပြောပါရယ်မေလ9ရက်နေ့ပြည်သူတွေထံမှစက်ကြီးကောက်ငွေညစ်နေတဲ့မြောင်မြို့မှာရဲစခန်းမှာစစ်သား6ဦးကို CDSOM စစ်ကြောင်းနဲ့မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ကြောင်း ိုက်ပွဲတနိုင်ကျော်ကြာမြင့်ခဲ့ပြီးစစ်သား၃ဦးနေရာမှာပဲလဲကျတေဆုံးကြောင်းကြည်ထီးမှန်သွားတဲ့စစ်ဗိုလ်တအူးလဲစစ်စခန်းကိုမရောက်ခင်မှာတန်ရာနဲ့ထမှန်တေဆုံးသွားခဲ့ကြောင်းကြံစစ်သား၂ဦးမှာတန်ရာအပြင်းထန်ရရှိခဲ့ကြောင်းသိရပါတယ်စစ်သားတွေကိုလိုက်လံပစ်ခတ်ခဲ့ရမှာတနိုင်ကျော်ကြာတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်စခါ၃ကောင်နေရာမှာပဲလဲကျတေဆုံးခဲ့ပါတယ်ကြည်တီရဲ့စစ်ဘိုကစခန်းနာမရောက်ခင်တန်ရာနဲ့ထပ်မံတည်ဆုံပါတယ် ်တန်တဲ့စစ်သား2ဦးလည်းတန်းရအပြင်းထန်ရထားပါတယ်ကျွန်တော်တို့ဒေါ်လာရေးရွဲပေါ်2ဦးလက်မောင်းជីတိမှန်တန်းရရပါတယ်မစိုးရရပါဘူးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ MA series တနက်3လက်သိန်းစီရရှိခဲ့တယ်လို့ CDSOM ရဲဘော်စမားကပြောပါတယ်အဲဒီစစ်စင်ရေးတိုက်ခိုက်မှုကို CDSOM စစ်ကြောင်း MRF support စစ်ကြောင်းစကိုင်းခရိုင်တပ်ရင်းတိနယ်မြေခံပကဖနဲ့ဇာမနီ ်ယောက်ျားတပ်ဖွဲ့တို့မှပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါရရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနရဲ့စကိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့မှတပ်ဖွဲ့ဝင်များမှအာရခဒေတာစစ်မျက်နှာမှာမြို့သိမ်းတိုက်ပွဲစစ်ဌာနချုပ်တိုက်ပွဲတွေမှာအာရခတပ်တော် AA ရဲ့ဦးဆောင်မှုနဲ့အတူ ပါဝင်ခဲ့ကြောင်းသိရပါတယ်။အဲ့ဒီတိုက်ပွဲအတွင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှပကဖအဖွဲ့ဝင်၁၄ဦးမြင့်မြတ်စွာကြာဆုံးခဲ့ရပြီး 48ခုထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းစကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ကဆိုပါတယ်။အောင်ပွဲရပြန်လာတဲ့သူရဲကောင်းတပ်ဖွဲ့များကိုပြီးခဲ့တဲ့မေလ2ရက်နေ့ကဂုံပြူကြိုဆိုပွဲအခမ်းအနားပြုလုပ်ခဲ့ပြီးစကိုင်းတိုင်းပကဖအဖွဲ့မှတာဝန်ခံဒုတာဝန်ခံတွေကတပ်ဆိုင်ရာခရိုင်အသီးသီးမှတာဝန်ခံမြို့နယ်တာဝန်ခံများရဲရတာဝန်ခံများတက်ရောက်ခဲ့ကြောင်းသိရပါတယ်။ဆရာနာရှင်စနစ်ချိန်မုံရေးနဲ့ဘုံရန်သူအကျန်းဖတ် ဖက်ဆစ်စစ်ကောင်စီကို တော်လှန်ရမှာနေရာတစ်ခုဒေသတစ်ခုမှာကွက်ပြေးလှုပ်ဆောင်လို့မရကြောင်းတနိုင်ကလုံးလှုပ်ဆောင်မှာဖြစ်ကြောင်းပါကဖအဖွဲ့ရင်းနဲ့ PDF အဖွဲ့များမှာတနိုင်ကလုံးမှာရှိတဲ့ရှေ့တန်းစစ်မျက်နှာတွေကိုတွားရောက်ပြီးအကြမ်းဖက်စစ်ကောင်စီကိုတော်လှန်တိုက်ပွဲဝင်လျက်ရှိနေကြောင်းသခိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကဆိုပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့အကြမ်းဖက်စစ်ကောင်စီကအပြည့်ရတလအကျညာပြည့်နောက်မှာနောက်ချုံမျိုးကိုအစိမ့်ငွေဘုံးတွေတုံးပြီး ေချောင်းနဲ့ဒရုန်းတိုက်ခိုက်ခြင်းလက်နက်ကြီးပစ်ခတ်ခြင်းများထိုးစစ်ဆင်ပြီးခလေးများအပါအဝင်ပြည်သူ၄ဦးသေဆုံးခဲ့ကြောင်း TNN ကသတင်းထုတ်ပြန်ထားပါတယ်။အကြမ်းဖက်စစ်ကောင်စီကမေလ6ရက်နေ့မှမေလ31ရက်နေ့အထိယာယီအပစ်ခတ်ရက်စဲကြောင်းကြေညာထားတော့လေတအန်းပြည်အတွင်းထိုးစစ်ဆင်ခြင်းလက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းဒရုန်းနဲ့လေချောင်းဖြင့်အုံပြုတ်တိုက်ခိုက်နေတယ်လို့ TNN ကပြောဆိုပါတယ်။ မေလာရှိရနေ့မွန်လယ်၁၂နှစ်အချိန်မှာစစ်ကောင်စီတပ်ကတန်းတက်မတော် TNN ရှိရာနောက်ချိုမြို့နယ်တရက်ချိုရွာအနီးတစ်ဝိုက်ကိုထိုးစစ်ဆင်လာကြောင်းတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီရဲ့အမြောက်တက်902နှစ်ကမေလာရှိရနေ့နနက်9:33မိနစ်အချိန်မှာဒရုန်းနဲ့ဘုံးနှလုံးနဲ့လက်နက်ကြီးနဲ့16ကြိမ်တိုက်ပွဲဖြစ်ပွားခဲ့ရာတရက်ချိုရွာကိုပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ် အလားတူပဲမေလ၈ရက်နေ့မိုးလယ်၃နာရီအချိန်မှာနောက်ချိုမြို့နယ်ရာပြင်ကျေးရွာအနီးမှာတိုက်ပွဲထမှန်ဖြစ်ပွားခဲ့ပြီးစစ်တပ်က drone ဖြင့်ဘုံးနှလုံးနဲ့လက်နက်ကြီးဖြင့်နှစ်ကြိမ်ရာပြင်ကျေးရွာကိုပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းမေလ၈ရက်နေ့ညနေ၆နာရီအချိန်မှာနောင်ငင်ကျေးရွာအနီးတစ်ဝိုက်မှာထမှန်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းစစ်တပ်က drone ဖြင့်ဘုံး၈လုံးအစိမ့်ငွေဘုံး၅လုံးလက်နက်ကြီးဖြင့်၃၁ကြိမ်နောင်ငင်ကျေးရွာကိုပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ ဒါပြင်စစ်ကောင်စီတပ်ကမေလ10ရက်နေ့နနက်7:36မိနစ်အချိန်မှာ drone နဲ့အစိမ့်ငွေဘုံတစ်လုံးကိုနောက်ချိုမြို့နယ်အုံမတီကျေးရွာကိုလာရောက်ကျေးချခဲ့ကြောင်းစစ်တပ်ကတောင်လကျေးရွာကိုလည်းနနက်ကြီးဖြစ်18ကြိမ်အစိမ့်ငွေဘုံဖြစ်6ကြိမ်ပစ်ခတ်ခဲ့ကြောင်းသိရပါဗျ။ဂျမန်နေမေလ10ရက်နေ့နောက်ချိုမြို့နယ်တရက်ချိုကျေးရွာမှာမင်္ဂလာဆောင်ကျင်းပနေစဉ်စစ်တပ်ကပစ်ခတ်ခဲ့တဲ့နနက်ကြီးကြီးထိမှန်ပြီးအသက်9နှစ်အရွယ်ကလေးငယ်အပါအဝင်ပြည်သူ၄ဦးသေဆုံးပြီး ခုနှစ်ဦးပုံစားထိမှန်ဒဏ်ရာရရှိခဲ့ကြောင်းလည်းသိရပါဗျ။ပြည်သူတွေအနေနဲ့စစ်ကောင်စီရဲ့ဘုံတိုက်ခိုက်မှုများရှောင်ရှားရန်နဲ့စစ်ရေးတတိအမြဲရှိရန်လိုအပ်ပြီးလေချောင်းရံမှာကာကွယ်နိုင်ရန်လေချောင်းရံကာကွယ်ရေးဆိုင်ရာနီလန်းများကိုလိုက်နာဆောင်ရွက်ရန် TNN ကတိုက်တွန်းချပါရရှင်။ဒီကနေ့ညနေခင်းရဲ့နောက်ဆုံးရသတင်းဒီကိုတင်ဆက်ပေးခဲ့တာပါ။ပြည်သူအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာပြီးဆရာနာရှင်စနစ်ဆိုလောက်အောက်ကနေအများဆုံးလွတ်မြောက်ကြပါစေရှင်။